်ယူကာဆယ်အသင်းကလီဗာပူးကိုလှလှပပအနိုင်ရှူပြီးတော့ကာလာဘောင်းဖလားကိုစကူသွားခဲ့ပါတယ်လီဗာပူးအနေနဲ့ဘာဆိုဘာမှလုပ်လို့မရခဲ့ပဲနဲ့ယူကာဆယ်ရဲ့ဂိမ်းပြန်အားလုံးဟာအောင်မြင်စွာအနိုင်ရှူနိုင်ခဲ့ပါတယ် အလုံးမင်္ဂလာပါစီတူအိုဖင်ဒီယိုကနေကြိုဆိုလိုက်ပါတယ်အခုတင်ဆက်ပေးကျင်တာကတော့ Newcastle 2 Liverpool 1လေးတပြည့် review ပဲဖြစ်ပါတယ် Liverpool အသင်းကဒီပွဲကို favorite နဲ့ရောက်လာခဲ့တယ်တရားဒီလုံးနဲ့တောက်လျှောက်ချေဆွမ်းကောင်းနေပြီးတော့တကယ်အမြင့်ပြန်ခဲ့တဲ့အသင်းဒါပေမဲ့ Newcastle ဟာပြောင်ပြောင်းတဲ့နည်းပြူဟာဆွမ်းဆောင်ရည်တူးချင်းဆွမ်းဆောင်ရည်စိတ်သက်ပိုင်းအသာရမှုတွေနဲ့အတူ Liverpool ကိုအနိုင်ရှုသွားခဲ့တာဖြစ်ပါတယ်ပွဲကစားတော်တော်လေးကိုကောင်းတယ် Liverpool အနေနဲ့အပိုင်အခွင့်ရေးဆိုတာတော့မဆိုးသလောက်ပဲရခဲ့တယ် နောက်ဆုံးမိနစ်မှာအချီပါကိုတကူပြန်သွင်းနိုင်ခဲ့တယ်နျူကတ်ဆယ်ဒီဘောပိုဆက်ရှင်အပြင်မထိန်းချုပ်နိုင်မှုဆိုတော့နျူကတ်ဆယ်ကပွဲကို control လုပ်နိုင်ခဲ့တယ်လို့ကျွန်တော်တို့သတ်မှတ်နိုင်တယ်ပြောမယ်ဆိုရင်ဒီပွဲမှာဂျိုအလန်ထန်ကိုကွင်းလမ်းမှာပြန်သုံးပြီးတော့တကယ့်ကွင်းလေတကယ့် master minded တကယ့် bullying အကုန်လုံးပြည့်စုံနေတဲ့ကွင်းလေတစ်ခုကိုဒီတရားဒီလုံးမှာတောက်လျှောက်ပြခဲ့တဲ့ကွင်းလေပေါ့နော်ဒီကွင်းလေဂျိုအလန်ထန်စန်တိုတိုနာလီဘရူနိုကင်မာရစ်အဲ့ကွင်းလေအစွမ်းနဲ့အတူလီဗာပူးကို တကယ်ကိုင်းလို့ပြစ်ခဲ့တယ်ပြီးတော့အလဆန္ဒအီဆက်ခါတကယ်ကပအကောင်းဆုံးနံပါတ်9ရူတိုက်စင်မှုတယောက်ဆိုတဲ့အကြောင်းဆက်လက်သက်သေပြနေတယ်ပြီးတော့ဒီဘက်မှာအသုံးပြုခဲ့တဲ့ချို့ပွဲဆိုရင်ဂျိုအန်လန်တန်ကိုရှေ့မှာတတ်သုံးတာမျိုးရှိတယ်ပေါ့နော်ဒါပေမဲ့ Harvey Banks ကိုသုံးတယ်အပြည့်ဒီဘက်မှာ Jacob Murphy သုံးတယ်ပေါ့နော် Harvey Banks ကဒီပွဲမှာလန်ပြန်နေအောင်ကောင်းလာတော့မဟုတ်ဒါပေမဲ့ဒီ tactical အားဖြင့်ဆိုရင်သူဟာအရေးပါတဲ့ point တယောက်ဖြစ်တယ်သူဟာဒီ quanser ကိုတော်တော်လေးကို ဒုက္ခပေးတယ်ပြောမယ်ဆိုဒီ coin လောက်ထားတယ်ပေါ့နော် तू ကဘာမှမလုပ်နိုင်ဘူးဒါပေမဲ့ तू ရှိနေခြင်းအပြင်တခြားသောကစားသမားတွေရဲ့နေရာယူမှုကိုကန့်သက်ထားတယ် तू ကအမြင်နှုံးကောင်းအောင်အဲ့အမြင်နှုံးကောင်းအောင်တိုးတာအောင်အဲ့တော့အဲ့ဒါနဲ့ကန့်သက်ထားတယ်အဲ့ချိန်မှာဒီ Tino Liberman တို့ကဒီရွေးရှားပြီးတော့ကစားတယ်ပြီးတော့ Joelinton ကရွေးရှားပြီးတော့ကစားတယ်အဲ့အချိန်တွေတော်တော်လေးကိုကောင်းတယ်ပြီးတော့ခံစစ်အပြင်ခံစစ်အပြင်ဆိုရင် Joelinton ရှိနေမှုက အဲတော်တော်လေးကိုလီဗာပူးကွင်းလေကိုကြက်ညက်စေတယ်ပြီးတော့ defensive shape မှာဆိုရင်ညူကတ်ဆယ်က၄၅တစ်ပုံစံနဲ့ကစားတယ်အဲ့တော့၄၅တစ် defensive shape ကလီဗာပူးကိုလုံးဝ nullify လုပ်ခဲ့တယ်ပြောမဆိုရင်ညူကတ်ဆယ်ကဒီလိုမျိုးလုံနေကြပဲ Arsenal Manchester City တို့ကိုလည်းအဲ့လိုအများကြီးလုပ်ခဲ့တယ် Arsenal ဆိုရင်ဘလို့မှကန်လို့မရအောင်ဟိုအားနေသွားတာတွေ့ရတယ် Man City ဆိုရင်အားနေသွားတာတွေ့ရတယ်သူတို့ပြင်ဒီ win play တွေကိုကန့်တတ်တဲ့နေရာမှာညူကတ်ဆယ်ရဲ့ဆွမ်းအားတော်တော်လေးကြီးရယ် Joelinton ဟာဒီ Santa Mevi Rowan နေရင်းနဲ့ပဲ LM တယောက်လို့ LB တယောက်လို့ပါလိုက်ပြီးတော့ကူပေးနိုင်တာကိုလည်းကျွန်တော်တို့မကြာခဏမြင်ရလေးရှိတယ်အဲ့တော့အဲ့လိုလုံနိုင်တဲ့အတွက် Liverpool ဘာမှလုံလို့မရခဲ့ဘူးပို့ပြီးတော့ဆိုးတာက Liverpool မှာ elite passer မရှိဘူး Liverpool ကွင်းလယ်မှာဆိုရင်ဒါ passer Nike ပေါ့ short circuit တွေပေးတဲ့ကစားသမားတွေ McAllister တို့ Sobers line တို့ Graham Back တို့ဒါပေမဲ့နည်းနည်းလေး mid range လောက်ဆိုရင်သူတို့ကောင်းတယ်လို့သတ်မှတ်လို့မရတော့ဘူး long range ဆိုရင်တော့လုံးဝကိုသတ်မှတ်လို့မရတော့ဘူးအဲ့တော့ Liverpool မှာ long range mid range ကိုပေးနိုင်တာလောလောဆယ် squat ထဲမှာဆိုရင် fan type ပဲပါလာတယ်တကယ် master ဖြစ်တဲ့ alexander arnold ကတန်ရာပြဿနာကြောင့်ဒီပွဲမပါနိုင်ခဲ့ဘူးအဲ့တော့ liverpool ရဲ့ person lane နေဟာ block ဖြစ်သွားခဲ့တယ် block ဖြစ်သွားပြီးတော့တိုက်စစ်ပါတည်သွားတယ် mohamed salah ပြီးတော့ဒီ luis dias ကမှဘောလုံးနေရတယ် mohamed salah ဆိုရင်အရေးပါတဲ့ဘောလုံးလက်ခံရရှိမှုတော့တော်တော်လေးကိုနည်းတာကိုတွေ့ရလိမ့်မယ်ပေါ့နော်အဲ့တော့ newcastle တကယ်ကို န်အန်လုံးမှာအကောင်းဆုံးကစားသွားနိုင်ခဲ့တယ်ပြီးတော့နောက်ထပ်ချီကျူးရမှာကသူတို့ရဲ့တဲကန်ဘောဆွမ်းဆောင်ရေးဆက်ပီးစ်ရဆက်ပီးစ်ကတေချာပေါ့အတိအလင်းတေချာပေါ့ပြင်ဆင်လာတဲ့ပုံစံမျိုးဘာလို့လဲဆိုတော့တန်ဘန်နဲ့ဒီဖယ်ဗင်ရှားတို့ကအဲလီဗာပူးရဲ့စုံနယ်မှာခင် area လေးမှာဘယ်တော့မှမနေဘဲနဲ့အပြင်မှာပဲနေတာကိုကျွန်တော်တို့တွေ့ရတယ်။အဲ့တော့အဲ့ဒီအပြင်မှာနေခြင်းကပထမပိုင်းမှာနှစ်ချိန်ကျွန်တော်တို့ထိထိမိမိကျွန်တော်တို့မြင်ခဲ့ရတယ်။တန်ပန်းအဲခေါင်းတိုက်တဲ့ပထမတစ်ချိန် အဲ့ချိန်မှာတော့မကိုးခဲ့ဘူးဒါပေမဲ့နောက်တစ်ချိန်မှာတော့ကိုးခဲ့တယ်အမ် irony ဖြစ်တာကတော့မခလစ်စတာဟာတန်ဘန်ကိုလိုက်ကက်နေရပါဘောနော်အဲ့တော့ဒီအဲ့ဒီ liverpool ရဲ့ zone set piece defending နေရာအတွက် အမျိုးကတည်းရှောင်ပြီးတော့ကစားတယ်သူတို့ရဲ့အဓိကကောင်းတိုင်းမဲ့ကစားသမားတွေဖြစ်တဲ့ Isaac ရဲ့ Fabian Shah ရဲ့ Dan Ban ရဲ့ကိုစုံအပြင်မှာ out လုပ်ပြီးတော့အဲ့အပြင်ကိုတိကျတဲ့ passer တွေဖြစ်တဲ့ Trippier Bruno Gammaris တို့ကတင်ပေးတာဖြစ်တယ်ပေါ့နော်အဲ့ဒါတကယ်လည်းအလုပ်ဖြစ်ခဲ့တယ်ပထမပိုင်းမှာ big chance တင်ရတယ်ဂိုးတကူရတယ်ပြီးတော့ဒုတိယပိုင်းမှာလည်းနောက်ထပ်ဂိုးတကူရခဲ့သေးတယ်ဒါပေမဲ့လူကျုံနေခဲ့တယ်ပေါ့နော် Isaac တွင်းခဲ့တယ်လူကျုံနေခဲ့တယ်ပြီးတော့ Isaac တွင်းသွားတဲ့ဒုတိယဂိုးကလည်းတော်တော်လေးကိုအေးပါတယ်ပွဲကို Liverpool ကိုပြန်လာနိုင်အောင် တက်ချလိုက်တဲ့အခြေအနေမျိုးကိုကျွန်တော်တို့တွေ့ရတယ်လီဗာပူးဟာအဲဒီအရေးပါတဲ့ပြောင်းလဲမှုတွေအဲ့လိုအဲ့လိုအချိန်တွေမှာအဲ့လိုအချိန်ပိုင်းတွေမှာပြုတ်လုလေးရှိတယ်အန်ဒါစလော့ဟာလည်းပွဲကိုဖတ်နိုင်လေးရှိတယ်ဒါပေမဲ့အဲ့ဒီဖတ်နိုင်ခြင်းဟာနောက်ကျသွားအောင်လို့နျူကာဆယ်ရဲ့ဒုတိယကူပါဆွဲဆောင်ခဲ့တဲ့အင်ဆက်သွင်းသွားတာအရန်ကောင်းတယ်မပြေလေဘောက်ပါဆိုဘာမှမလုပ်နိုင်ခဲ့အောင်နောက်ပိုင်းမှာဘာလို့လဲဆိုတော့ပွဲက2စီအဟက်ဖြစ်သွားပြီးလာဖြစ်သွားပြီပေါ့နော်လိုက်လို့မမီတော့ဖြစ်နေတဲ့အခါမျိုးနျူကာဆယ်အရန်ကောင်းလုံးတဲ့အတွက်ကာလစ်ကျော်ရဲ့ကန်ချက်တစ်ချိန်ကိုလာလာပပမြင်ရတယ်ပြီးတော့ အဲလက်စကအစ္စက်ကိုးနိုင်တဲ့ခွင့်ရတဲ့ချိန်ခွင့်ရကြီးချိန်ထက်ရသေးတယ်ပြီးတော့နောက်ဆုံးမိနစ်မှာတော့ခီဆာသွင်းသွားတယ်ပေါ့နော်အဲ့တော့ပြောမယ်ဆိုရင်နျူကာဆယ်ကလီဗာပူးထက်အဆသရရတာလွန်ကောင်းမွန်အောင်လုကစားသွားနိုင်ခဲ့တယ်တက်တီကယ်လီအောက်ကလတ်လုတ်တယ်လို့လည်းပြောလို့ရတယ်ပြီးတော့အချိန်တိုင်းအရေးပါတဲ့မိနစ်တိုင်းမှာလည်းလွှမ်းမိုးနိုင်ခဲ့တယ်လီဗာပူးကသူ့ရဲ့တက်တီကယ်ဆွစ်တွေလုတ်တဲ့အချိန်ကာလဝင်းဒိုးမှာ နောက်ထပ်တစ်ခုသွင်းပြီးလီဗာပူးကိုရှတ်ဒေါင်းလဲထပ်လုံနိုင်ခဲ့တယ်။အဲ့တော့ပြောမယ်ဆိုရင်ဒီနိုင်ပွဲဟာအဲဒီဟောင်းအတွက် perfect နိုင်ပွဲဖြစ်ပြီးတော့ Newcastle ရဲ့နှစ်ပေါင်း90ကျော်ကြာဝေးကွာနေတဲ့ Super League အဲကင်မြောင်းနိုင်တဲ့အခွင့်အရေးတစ်ခုကိုဒါရယူပေးခဲ့တာဖြစ်တယ်ဗောနော်တကယ်ကိုချီချူးထိုက်တဲ့အောင်ပဲ Newcastle တက်လာတဲ့အဆင့်နေမှာလဲ Newcastle သူတို့ရဲ့ class ကိုတောက်လျှောက်ပြသခဲ့တာဗောနော်အထူးသဖြင့် Arsenal ကိုနိုင်တယ်ပြီး New Liverpool ကိုနိုင်တယ်ဆိုတော့အဲဒီဂုံပုတ် စွမ်းဆောင်ရည်ဟာဒီဖလားနဲ့တေချာပေါက်တေချာပေါက်ထိုက်တန်တဲ့အခြေအနေဖြစ်တယ်ဗောနော်ယူကဆယ်ကိုတေချာပေါက်ဂုံပြူရမှာဖြစ်ပြီးတော့ပါဝင်ခဲ့တဲ့စားသမားအကုန်လုံးကလည်းတကယ့်ကိုချီကျူးထိုက်တယ်အဲဒီဟောင်းကတော့အဲသူ့ရဲ့ဒီလီဗာပူးကိုအသာယူခဲ့တဲ့ tactical master plan ကိုတော့အဲပို့ပြီးတော့လာချီကျူးတင်တယ်လီဗာပူးကတော့အဲပြဿနာအကြီးတော့မဟုတ်ဘူးဒါပေမဲ့အဲလီဗာပူးတွေကလည်းလက်ခံထားတယ်တဖြည်းဖြည်းနဲ့အတင်းကြာနေတယ် physical ဘိုင်းအရာပေါ့နော် ်ဒီနေ့ကြာနေတဲ့အခါမှာဒဏ်ရာပြဿနာအခုအခုလိုမျိုးပေါ့နော်အာနုပမာလာပြီးတော့ကွန်နာဘရက်တလည်းမရှိပုံမှန်ဖြစ်တော့ပြဿနာမဟုတ်ပေမဲ့အဲတစ်ဖက်ကအရင်ကောင်းနေတဲ့ပြိုင်ဘက်နဲ့ခါကြတော့ဒီ ဖြစ်ရှင်းလို့မရတဲ့အခြေအနေဖြစ်သွားတယ်ပေါ့နော်အဲ့ဒါကြီးကျွန်တော်အများကြီးတွေ့ရတယ်ပြီးတော့မော်ပန်နွမ်းလေးရနေရာကိုရုပ်ပိုင်းစိတ်ပိုင်းနီးပြအပိုင်းနီးစနစ်ပိုင်းဆက်ဆက်အရာရာနွမ်းလေးရနေရာကိုတွေ့ရတယ်ဒါကြောင့်ထိုက်လိုက်တဲ့နမယ်ရှုံသွားခဲ့တာဖြစ်တယ်အဲ့တော့လီဗာပူးကရှက်ပိုင်းအတွင်းမှာဖလားလန်ကြောင်းတစ်ခုကလည်းတွေ့ဖက်သွားခဲ့ပြီပေါ့နော်အဲ့တော့ FA ဖလားကလည်းတွေ့ဖက်ပြီးဒါဖြစ်တဲ့အတွက်သူတို့မှာပရီးမီယာလိလန်ကြောင်းတစ်ခုပဲကြံတယ်အဲ့တော့မမုံမပန်းနဲ့အဲစကစားနိုင်မယ်အခွင့်အရေးတစ်ခုတော့ အဲရနိုင်မယ်လို့စရတယ်ကာလာဘောင်းဘလာကပေးတဲ့စိတ်ပိုင်းဆိုင်ရာ motivation ကိုတော့တို့မရရှိခဲ့ဘူး new base ရကတော့တို့အတွက်တကယ် saver way ကိုရရှိသွားခဲ့ပြီဖြစ်ပါတယ်ကျေးဇူးအားပေးခဲ့တဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်အနေနဲ့အတန်ပိုင်းဆိုင်ရာအနေချက်ရှိရင်အဲပြီးခင်မိနာခောင်းပေးကြဖို့အဲမြေတာရက်ခံပါတယ်ကျွန်တော်အဲနေမကောင်းလို့ဒီအတန်အတန်နေရုပ်ပိုင်းဆိုင်ရာမှာပြဿနာလေးတချို့ရှိနေတာဖြစ်ပါတယ်ကျေးဇူးအားပေးခဲ့တဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်နောက် video တွေမှာပြန်လည်ဆုံနေပါမယ်ခင်ဗျာ